ဥစ္စာတိကမန္တရတော်ရရဲ့စိတ်ချမ်းသာဖို့လိုရင်းမှာအစ္စာအုပ်ကုဖတ်ရှုခွင့်ပြုပါရဲ့ဆရာတော်အာယုဒင်လေးမြတ်စွာရှင်းပြအပ်ပါလိမ့်ဗျာအလုံးစံနာနေအောင်နေလူကြီးနာရီများလူဒုက္ခများတယ်အဲ့ဒါကြောင့်မဲအလုံးစံနာနေအောင်နေခဲ့တယ်ဒီအောင်တော့မတက်နိုင်ပါဘူးလူကြီးနာရသည်ဖြစ်စေမရသည်ဖြစ်စေစိတ်ချမ်းချမ်းသာသာနေမယ် လိုချင်တာရအောင်မလုပ်တော့ဘူးလို့မဆိုလိုပါဘူးဒါပေမဲ့လိုချင်တာရမှစိတ်ချမ်းသာမယ်လို့သဘောမထားရတာပါရအောင်လုပ်တဲ့အခါမှာလည်းစိတ်ပင်ပန်းမှုကိုယ်ပင်ပန်းမှုနဲ့အောင်စဉ်းစားတယ်စိတ်အေးအေးနဲ့လုပ်လို့ရပါတယ်တကယ်ကြိုးရှိတာကိုရအောင်စိတ်ရှိရှိနဲ့လုပ်ရင်ရတာကိုတွေ့ရတယ်လိုချင်တာနဲ့လို့ကိုယ်စိတ်တဲ့အာကိုယ်အတိဉဏ်တွေကိုစုစည်းနိုင်တယ်စိတ်ကိုစုစည်းနိုင်တာဟာ စိတ်ရဲ့ဆွမ်းအင်ကိုကြီးမားစေတယ်။လူကြီးနာရီများလို့နေစိတ်ပြန့်လွင့်နေစိတ်ပြန့်လွင့်ရင်စိတ်ထဲအင်အားနည်းသွားတယ်ဒါကြောင့်တကယ်တန်ဖိုးရှိတာကိုရကြရင်အတန်ဖိုးမရှိတာတွေကိုစွန့်မလိုက်ပါလူကြီးနာနေရင်စိတ်ရှင်းနေစိတ်ရှင်းရင်အတိညာရှင်းနေတန်ဖိုးအရှိဆုံးဟာအတိညာစိတ်ကိုစူးစီးကိုမှရှိသည်မြတ် ရုပ်ပိုင်းထောက်ကူစိတ်ပိုင်းထောက်ကူတွေကိုစုစည်းလိုက်တဲ့အခါတစ်ခက်ခဲကိုဖြစ်ရှင်းနိုင်တဲ့ဆွေကြီးဟာစပေါင်းများစွာတိုးလာတယ်။စုစည်းမှုကအရေးကြီးတယ်။မန်ဘလူးနဲ့နေရကိုစုစည်းပေးလိုက်တဲ့အခါမှာမီးရှို့လို့ရတယ်။အဲ့ဒီလိုပဲဘိုးစိတ်တဲ့အင်အားတွေကိုစုစည်းလိုက်တဲ့အခါမှာစိတ်ရဲဆွမ်းအင်ဟာစိတ်ရဲဆွမ်းရင်ဟာအစပေါင်းများစွာတိုးလာတယ်။အဲ့ဒီစိတ်ရဲဆွမ်းရင်နဲ့တည်ချင်တာတွေကိုတည်တိုင်းနေတယ်။ ပိုလိုချင်တဲ့အဖြေကိုရှာနိုင်တယ်။စိတ်ဆူစည်းမှုကိုတမာရီလို့ခေါ်တယ်။စိတ်ဆူစည်းမှုရှိတဲ့သူကအမှန်တိုင်းအရှိတိုင်းသိတယ်။အခုခေတ်လူတွေဟာစိတ်ပြန့်တွေ့မှုတိတ်များတယ်၊အာရုံတွေများလွန်းတယ်။ကြောင်သားကြောင်သူတွေစိတ်ဆူစည်းမှုတိတ်နေလို့ခက်ခဲတဲ့စာကိုနားမလည်နိုင်ကြဘူး။စိတ်မရှိဘူး၊မမတ်မိဘူး။စိတ်ဆူစည်းမှုရှိရင်မှတ်ညာလည်းပိုကောင်းတယ်။ စဉ်းစားလို့လည်းပိုကောင်းတယ်ပိုပြင်းတယ်ပိုကြားတယ်စိတ်ဆူစီမှုရှိတဲ့သူကပိုပြီးအသက်မြင်တယ်စိတ်ပြန့်လွင့်မှုများရင်ဘာလို့မှကောင်းကောင်းမခံစားနိုင်တော့ဘူးတချို့စိတ်ရောဂါဖြစ်တယ်စိတ်ဆူစီမှုမရှိရင်အာယုံရဲ့အရသာကပိုကောင်းတယ်စိတ်ကခံစားတာဖြစ်လို့စိတ်အားကောင်းရင်ပိုခံစားနိုင်တယ်စိတ်ပြန့်လွင့်လွန်းရင်အဆက်မိုင်းဖြစ်တယ်စိတ်ကဒီမှာမရှိတော့ဘူးပြောတာမကြားဘူး မျက်စိရှိမှရှိနေတာဆိုမမြင်ဘာသာလိုစာမှန်လည်းမသိဘူးပစ္စုပန်ကိုမခံစားနိုင်ရင်ဘဝကဘာအိပဲရှိတော့မှာလဲဘဝဟာပစ္စုပန်မှာရှိတယ်ပစ္စုပန်မှာစိတ်ကိုထားနိုင်လေလေအဲဘဝကိုနေရတာပုံပြီးပြင်းပြင်းလေးပဲစိတ်ချမ်းသာနေနေပဲလူတယောက်နဲ့စကားပြောတဲ့အခါမှာကိုယ်စိတ်ကပစ္စုပန်မှာရှိရင်သူပြောတာကို တီတီချာချာအာယုံဆိုင်နေတယ်တီတီချာချာကြားတယ်နားလဲတယ်မှတ်မိတယ်နောက်ရက်တော်တော်ကြားတဲ့အခါမှာပြန်ပြောနိုင်တယ်ကိုပြောတဲ့စကားကိုတီတီချာချာနားထောင်နေသူနဲ့စကားပြောရတာအားရတယ်ဒါကြောင့်ကိုစကားကိုတီတီချာချာနားထောင်နေသူနားလဲတဲ့သူမှတ်မိတဲ့သူကိုပို့ခင်နေကိုစကားကိုတီတီချာချာနားမထောင်နေသူနဲ့စကားပြောရတာစိတ်ပျက်စရာကောင်းပြီစကားကိုတီတီချာချာနားမထောင်လို့အိမ်ထောင်ခွဲသွားတာတွေများကြီးရှိတယ် ။စာဖတ်တဲ့အခါမှာစိတ်ဆူဆီးမှုရှိတဲ့သူကစာရဲ့အဓိပ္ပာယ်ကိုပို့ပြီးနားလည်တယ်၊စာရဲ့ရတာကိုပို့ပြီး ခံစားနိုင်တယ်။ဒါကြောင့်ဝေစာကိုပို့ပြီးစိတ်ဝင်စားတယ်။စိတ်ဝင်စားမှုဟာစိတ်ဆူဆီးမှုမပါလဲမှုတည်ပါတယ်။စိတ်တည်ငြိမ်ပြီးတတိကောင်းလာရင်အရာရာတိုင်းဟာပို့ပြီးစိတ်ဝင်စားစရာကောင်းပါလား။ကျောင်းသူကျောင်းသားတွေဧတမာရီကအောင်လို့ရေစာပို့ပြီးတော်လာမယ်အကြောင်းအကျိုးကိုလွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းမြင်လာမယ် ။ရပါကပဲလိလာလိလာပုံပြီးစိတ်ဝင်စားမယ်ပြောမယ်။ပြောချင်ရင်တမာရီကအောင်လို့ပါ။ကိုလှုပ်ချင်တာနည်းနည်းလိလာကိုတည်တည်ချာချာအာယူဆိုင်ပြီးလှုပ်ရင်အောင်မြင်မှုများတယ်။စိတ်ချမ်းသာနေတဲ့သူကဘဝမှာတွေ့ရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်တယ်။မပြေရှင်းနိုင်တာဆိုတာကိုလည်းလက်ခံနိုင်တယ်။ဒါဟာကြီးမားတဲ့ဆွမ်းအားဖြစ်တယ်။ဒါကြောင့်ဆွမ်းအားကြီးမားတဲ့သူက ဘယ်သူလဲလို့မေးရင်စိတ်ချင်းချင်းသာသာနေတတ်တဲ့သူဖြစ်တယ်။ဖြစ်လာတဲ့အခက်အခဲတွေကိုအေးအေးဆေးဆေးဖြေရှင်းနိုင်တဲ့သူဖြေရှင်းနိုင်သေးတာကိုအဲဘယ်ဖြေရှင်းနိုင်မှုဆိုတာကိုလက်ခံနိုင်တဲ့သူဖြစ်တယ်။တတိနဲ့နေရင်စိတ်ဆွမ်းအားကြီးလာတယ်စိတ်ချမ်းသာလာတယ်ဒါကြောင့်ခံနိုင်ရှိတယ်။စိတ်အေးချမ်းတဲ့သူကတတိပိုကောင်းတယ်တတိကောင်းတဲ့သူကစိတ်ပိုချမ်းသာတယ်စိတ်ချမ်းသာနေတဲ့အခါမှာဘယ်လိုလုပ်ရင်အဆင်ပြေမလဲ။ အဲ့ဒီချက်ကိုသိလေတောင်းဆုံးကိုရွေးနိုင်နေစိတ်လိုက်မှန်မမလုပ်ဘူးမပြောဘူးဒါကြောင့်အမားနေတယ်အမားနေလို့နောက်ဆက်တွဲပြဿနာပြင်းရှင်းရတာနေတယ်ဒါကြောင့်စိတ်ချမ်းသာမှုက powerful strategy ဖြစ်တယ်အစွမ်းထက်တဲ့လုံလီးလုံလံဖြစ်တယ်ပူပူလောင်လောင်လောက်တာ အားနေတဲ့လုံလီးလုံလံအေးအေးဆေးဆေးလောက်တာက အားကြီးတဲ့လုံလီးလုံလံ ငါလုံနီးလုံဟန်ဟာဘလို့လုံနီးလုံဟန်လဲအားကြီးတဲ့လုံနီးလုံဟန်လားအားနေတဲ့လုံနီးလုံဟန်လားမေးပါရွေးပါစိတ်ချမ်းသာနေတာဟာစိတ်မှန်တဲ့ဘာဝဖြစ်တယ်လောကကြီးကကိုယ်စိတ်တိုင်းကြဖြစ်နေလို့စိတ်ချမ်းသာနေတာမဟုတ်ဘူးလောကကြီးကကိုယ်စိတ်တိုင်းကြဘယ်တော့မှမဖြစ်ဘူးဘယ်သူမှကိုယ်စိတ်တိုင်းကြမဖြစ်နိုင်ဘူး ကိုကိုကိုတော့စိတ်တိုင်းကြမဖြစ်နိုင်ဘူးအဲ့ဒီလိုစိတ်တိုင်းကြမဖြစ်ပင်မဲ့စိတ်ချမ်းသာနေတာဟာပါဝါကြီးတဲ့သူမှသာစွမ်းနိုင်တယ်စိတ်ဓာတ်စွမ်းအားကြီးတဲ့သူမှသာခြေနေတိုင်းမှာစိတ်ချမ်းသာအောင်နေနိုင်တယ်အဲလောက်တိုင်းဖြစ်လို့စိတ်ချမ်းသာနေတာမဟုတ်ဘူးလောက်တိုင်းမဖြစ်ဘူးမဖြစ်ပင်မဲ့စိတ်ချမ်းသာနေတယ်အဲ့ဒါကပါဝါကြီးတာပဲဘယ်သူကပါဝါကြီးတဲ့လဲပါပဲဖြစ်ဖြစ်စိတ်ချမ်းသာအောင်နေနိုင်တဲ့သူဟာ ဟာပါကြည့်တယ်မတုံလောက်တဲ့စိတ်လောကရန်တရားတွေနဲ့တွေ့တဲ့အခါမတုံလောက်တဲ့စိတ်ကအင်အားကြီးတဲ့စိတ်ဖြစ်တယ်ဘလောက်အင်အားကြီးတယ်လဲဆိုတာသိချင်ရင်အဲ့ဒါနဲ့တိုင်းတာလို့ရတယ်လောကရန်နဲ့တွေ့တဲ့အခါမတုံလောက်သလားတုံလောက်သလားပေါ့နော်ဒါနဲ့တိုင်းတာလို့ရတယ်လူရာရရင်ပြောတယ်လူရာမရရင်စိတ်ဆိုးတယ်အဲ့ဒါခလေးစိတ်လူရာရရင်ပြောပါပြောပါလေမရတဲ့အခါမှာစိတ်မကျမ်းမသာမ ဖြစ်ရင်ရင့်ကျက်လာပြီမရတဲ့အခါမှာစိတ်မကျမ်းမသာမဖြစ်ရင်ရအောင်လုပ်ဖို့ကိုယ်လွယ်တယ်မရလဲစိတ်မကျမ်းမသာဖြစ်တဲ့သူကကိုရတယ်ငိုးတဲ့ကလေး news ဘွားတယ်ဆိုတာကလေးအတွက်တော့မှန်ပါလိမ့်မယ်လူကြီးအတွက်တော့မမှန်ဘူးမငိုးတဲ့လူကြီးကဘိုးတော့နိုင်လို့ကိုရတယ်ငိုးနေတဲ့သူကငိုးနေတာနဲ့အားရကုန်ပြီချိန်လက်ကုန်လို့တို့တာမရဘူးစိတ်ချမ်းသာအောင်နေတတ်တဲ့သူရဲ့ဘဝကပိုပြီးအဆင်ပြေပါလေ ကိုယ်စိတ်ချမ်းသာမှုကိုသူများလက်ထဲမှာထည့်ထားလိုက်တယ်။ပြီးတော့သူများကကိုယ့်ကိုစိတ်ချမ်းသာအောင် လုပ်ပေးမယ်လို့ညောင်းလိုက်နဲ့ကိုကစိတ်မချမ်းသာတဲ့အခါမှာသူကငါ့ကိုစိတ်ဆင်းရဲအောင်လုပ်နေတယ်လို့ပြောတယ်။အမှန်က သူများကကိုယ့်ကိုလမ်းမိုးနိုင်အောင်ကိုကသူ့ကိုပါဝါပေးလိုက်တာလေ။ပို့ပေးထားတဲ့ပါဝါကိုပြန်လိုက်ပါ။ကိုယ့်ကိုဘယ်သူမှစိတ်ဆင်းရဲအောင်မလုပ်နိုင်တော့ရင်ဘယ်သူမှကိုကိုနိုင်ခြင်းလို့မရတော့ဘူး။အနိုင်ခြင်းနဲ့ဆိုတာများသောအားဖြင့်စိတ်ဆင်းရဲအောင်လုပ်တာပဲ။ ငါတို့ဘာလို့လို့ဘုရားစိတ်မစင်းရဲဘူးဆိုရင်နိုင်ခြင်းတဲ့သူကလက်လျှော့ရလိမ့်မယ်။ကိုယ့်ကိုယ်ပဲသူကမှစိတ်စင်းရအောင်လုပ်လို့မရမှာကိုကဘာပါကြီးရဲ့သူဖြစ်သွားတာ။သူများကိုနိုင်နာကိုဘာဝါလို့ယူဆကြရင်အရှင်းမှန်တဲ့ဘာဝါမဟုတ်ဘူး။ရှင်းမှန်တဲ့ဘာဝါကဘယ်သူမှကိုယ့်ကိုယ်စိတ်စင်းရအောင်လုပ်လို့မရတာ။သူတို့ငါကိုစိတ်စင်းရအောင်လုပ်လို့မရဘူးလို့သိသွားရင်ကိုယ့်ကိုယ်လမ်းမို့ဖို့လည်းမကြိုးစားတော့ဘူး။ အဲ့ဒါသူ့အတွက်လည်းကောင်းတယ်ကို့အတွက်လည်းကောင်းတယ်အဲသူကလည်းကို့ကိုလွှမ်းမိုးဖို့မကြိုးစားဘူးကိုကလည်းသူ့ကိုလွှမ်းမိုးဖို့မကြိုးစားဘူးနှစ်ဦးလုံးလွတ်လပ်တဲ့စိတ်ချမ်းသာတဲ့စိတ်ချမ်းသာခြင်းရင်သူ့ကိုလွတ်လပ်မှုပေးလိုက်ပါမလွှမ်းမိုးပါနဲ့ကိုကလည်းသူ့လွှမ်းမိုးတာကို မခံရအောင်နေပါတာလွတ်လပ်တဲ့သူရဲ့ဘဝနေနည်းပဲ ဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်ငါ့စိတ်အချိန်ဒီကအဓိကဆိုတာကိုသိလာတော့အံ့ဩမိတယ်ငါကတီတီငင်းငင်းအေးအေးဆေးဆေးဂိုင်းတွင်နိုင်ရင်ခက်ခဲတွေကိုအဆင်ပြေပြေဖြေရှင်းနိုင်တယ်။ငါရဲ့တီငင်မှုကငါနဲ့တွေ့ရတဲ့သူတွေရဲ့စိတ်ကိုလည်းတီငင်စေတယ်။ငါရဲ့စိတ်ချမ်းသာမှုကငါနဲ့တွေ့ရတဲ့သူတွေကိုလည်းစိတ်ချမ်းသာစေတယ်။ငါစိတ်ချင်းကြီးကငါရာသီဥတုကိုဖန်တီးတယ်။ငါစိတ်အချင်းကြီးကောင်းရင်ငါတနေ့သားရာသီဥတုကောင်းနေ။ငါရဲ့နေ့စဉ်ရာသီဥတုဟာ ငါစိတ်ချင်ဒီပေါ်မှာမူတည်နေတယ်။ငါဘဝကိုစိတ်ချမ်းသာစရာကအောင်လုပ်နိုင်စွမ်းငါမှာရှိတယ်။စိတ်စည်းရဲစရာကအောင်လဲလုပ်နိုင်တယ်။စိတ်စည်းရဲအောင်လုပ်နိုင်ရင်စိတ်ချမ်းသာအောင်လဲလုပ်နိုင်ရမယ်။ကိုကိုကိုစိတ်စည်းရဲအောင်လုပ်နေတာကိုတည်တည်ချာချာကြည့်။စိတ်စည်းရဲအောင်လုပ်နေတာကိုလည်းကောင်းကောင်းမြင်ရင်စိတ်ချမ်းသာအောင်လုပ်တတ်လာမယ်စိတ်စည်းရင်အောင်မလုပ်ဘဲနေရင်ပဲစိတ်ချမ်းသာနေပြီစိတ်ချမ်းသာတယ်ဆိုတာအထူးကြိုးစားပြီးလုပ်နေဖို့မလိုဘူးကလေးတွေကိုကြည့် သူတို့ကိုဘယ်သူမှဒုက္ခမပေးရင်သူတို့ဟာသူတို့စိတ်ချမ်းသာအောင်နေတယ်ပြောအောင်နေတယ်ဒီကလေးတွေကြည့်သူတို့ဟာသူတို့ပြောအောင်နေတယ်အကောင်းဆုံးပြောနည်းကတော့ကိုယ်စိတ်ကိုသိပြီးနေတာပဲကိုယ်စိတ်ကိုသိပြီးနေတာဟာပြောစရာကောင်းတယ်ဆိုတာတရားအထုံးမှသိရတယ်ဒါအယူဆုံးပြောနည်းပဲအတိအကျရိုးတာကတော့မရှိနိုင်တော့ဘူးကိုယ်စိတ်ချမ်းသာမှုဟာကိုယ်စိတ်ထဲမှာပဲရှိတယ်ဆိုတာကိုသိချင်ရင်တရားအထုပ်ပါစိတ်ကိုသိအောင် လုပ်ပါနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာတူတာပါ